အသက်22နှစ်အရွယ်မိန်းကလေးတဦးဟာအသက်ခံရပြီးနောက်ပိုင်းမှာဖခင်ဖြစ်သူကိုအိမ်မက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ဖခင်ဖြစ်သူဟာသမီးဖြစ်သူအိမ်မက်ပေးတဲ့အတိုင်းတဆိုင်ရာကိုအကြောင်းကြားပြီးရှာဖွေမှုပြုလုပ်တော့တကယ်ပဲသမီးဖြစ်သူဟာအသက်ခံထားရပြီးခန္ဓာကိုယ်အပေါ်ပိုင်းမြှောက်ခံရကအောက်ပိုင်းမှာတော့ဘဲအိတ်ထဲထည့်ပြီးမြောင်းထဲမှာအမြှောက်ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာတော့3လပိုင်း23ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံနခေါပထုံခရိုင်နခေါချိန်စီမြို့မှာနေထိုင်တဲ့အသက်22နှစ်အရွယ်အိမ်ဆိုတဲ့မိန်းကလေးဟာအိမ်ကိုပြန်မလာတော့ပဲပျောက်သွားခဲ့တာကြောင့်သူမရဲ့မိသားစုဝင်တွေဟာနခေါပထုံမြို့ရဲစခန်းကိုသွားပြီးလူပြောက်ချိန်ညာခဲ့ပါတယ်။နောက်ပြီးပျောက်သွားတဲ့မိန်းကလေးဟာအိမ်အောင်ရှိပြီးလာတာအရွယ်ကလေးတယောက်လည်းရှိပါတယ်။အိမ်ဆိုတဲ့မိန်းကလေးအိမ်ကထွက်သွားတာကတော့3လပိုင်း3ရက်နေ့ကလေးကဖြစ်ပြီးအိမ်နောက်ပိုင်းမှာအိမ်ကိုပြန်မလာတော့ဘူး။နောက်ပြီးသူမတုံတဲ့အကောင်နဲ့သူမရဲ့ ဲယောက်ျားကိုစာပို့လာပြီးပြောတာက n အခုအကျွေးတင်နေတယ်အဲ့ဒီအကျွေးလေးကို n ဆက်ရမယ် n ပတ်စံလိုအပ်နေတယ် n ကိုဘတ်9000လောက်ခဏပေးထားဆိုပြီးပျောက်သွားတဲ့ n ဆိုတဲ့မိန်ကလေးရဲ့အကောင့်နဲ့သူမရဲ့ယောက်ျားကိုစာပို့ခဲ့ပါတယ်ဒီလိုနဲ့ယောက်ျားဖြစ်သူမှမိန်းမဖြစ်သူအိမ်ပြန်မလာတာကြောင့်စာပို့လာတဲ့အချိန်မှာအရန်ကိုစိတ်ပူပြီးမိန်းမဖြစ်သူဘယ်ရောက်နေတယ်ဆိုတာကိုသိချင်လို့ဖုန်းဆက်တော့ဖုန်းမကင်ခဲ့ပါဘူးဒီလိုနဲ့မိသားစုဝင်တွေဟာမသိငါဖြစ်ပြီးတလပိုင်း16ရက်နေ့ကိုရောက်တော့သက်ဆိုင်ရာစီသွားပြီးလူပြောင်းတိုင်ကြခဲ့ပါတယ်လူပြောင်းတိုင်ကြပြီးနောက်ပိုင်းမှလည်း n ဆိုတဲ့မိန် Legal. ဆက်သွယ်လို့လည်းမရအစားနာလည်းရှာလို့မတွေ့ပဲနေလာရင်၃လပိုင်းကိုရောက်တော့တည်ဆုံသွားတဲ့အိမ်ဆိုတဲ့မိန်ကလေးရဲ့ဝိညာဉ်ဟာသူမရဲ့ဖခင်ကိုအိမ်မက်ပေးခဲ့ပါတယ်အိမ်မက်ထဲမှာဖခင်ကိုပြောတာကအဖေတမီးကိုနိုင်လေဆိုသူတက်ပြီးတမီးရဲ့အလောင်းကိုသူတို့အိမ်နောက်ဖိမှမြေမြုပ်ထားတယ်ဆိုပြီးပြောခဲ့ပါတယ်အိမ်နောက်ပိုင်းမှာတော့ဖခင်ဖြစ်သူဟာတမီးဖြစ်သူအသက်ခံရတယ်လို့အိမ်မက်မက်ပြီးနောက်ပိုင်းမှာတက်ဆိုင်ရာစီသွားပြီးအချိုးအချောင်းပြောပြကနိုင်လေဆိုသူနေထိုင်တဲ့အိမ်ကိုသွားပြီးရှာဖွေမှုပြုလုပ်တော့တကယ်ပဲအိမ်ဆိုတဲ့အသက်22နှစ်အရွယ် ွယ်မိန်းကလေးဟာအသက်ခံထားရပြီးနိုင်လီဆိုသူနေထိုင်တဲ့အိမ်အနောက်ကခြံထဲမှာအမြုပ်ခံထားရပါတယ်။နောက်ပြီးတက်ဆိုင်ရာမှာအလောင်းကိုတူဖို့ကြည့်တော့အင်ဆိုတဲ့မိန်းကလေးရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းဟာမိရှို့ခံထားရပြီးအောက်ပိုင်းကိုတော့ဘဲအိတ်ထဲထည့်ပြီးအလောင်းတွေ့ရှိခဲ့တဲ့ခြံရဲ့အနားမှာရှိတဲ့ကာလန်ဘေးတစ်ခုရဲ့ရေမြောင်ထဲမှာတွေ့ရှိခဲ့ပါတယ်။နောက်ပြီးတီယာတာကတရက်ခံဖြစ်သူနိုင်လီနဲ့သူရဲ့မိန်းမဖြစ်သူမျိုးဆိုသူတို့ဟာပြင်းမှုကျူးလွန်ပြီးတဲ့နောက်မှာနှခေါပထုံမျိုးကနေချင်းမိုက်မျိုးကိုထွက်ပြေးသွားခဲ့ပါတယ်။ နောက်ပြီးတေဆုံးသွားခဲ့တဲ့နန်ဆောင်ဧရဲ့အမအကြီးဆုံးဖြစ်သူနတ်တဝီဆိုတဲ့အမျိုးသမီးပြောပြတာကညီမဖြစ်သူနောက်ဆုံးအိမ်ကထွက်သွားတာကတော့ပြီးခဲ့တဲ့တလပိုင်း၃ရက်နေ့ညနေကဖြစ်ပြီးနိုင်ကလေးဆိုသူစီမှာညီမဖြစ်သူရားစရာရှိတဲ့အကျွေးသွားတောင်းမဲ့ဆိုပြီးထွက်သွားခဲ့တာဖြစ်တဲ့အိမ်ကမထွက်ခင်မှာညီမဖြစ်သူပြောတာကနိုင်ကလေးနဲ့သူ့ရဲ့မိန်းမဖြစ်သူမျိုးဆိုသူဟာညီမဖြစ်သူကိုနှခေါပထုံစေးရုံမှာအလုရှောက်ပေးမဲ့ဆိုပြီးအလုရှောက်ခါပတ်စံယူခဲ့တဲ့ပြီးသွားတော့ယူနီဖောင်းဝယ်ကလည်းညီမဖြစ်သူစီကတောင်းခဲ့ပြီးညီမဖြစ်သူကလည်းသူတို့မှကလေး းရှိတာကြောင့်အလုတ်လုတ်ပြီးပစံရှာခြင်းနဲ့အတော်နိုင်ကလေးတို့လင်မယားကိုအလုတ်လျှောက်ခါနဲ့ယူနီဖောင်းဝဲကလွှဲပေးခဲ့တယ်။ညမဖြစ်သူသူတို့ကိုလွှဲပေးခဲ့တဲ့ပစံကတော့ဘန်းငွေ15000ကျော်ဖြစ်ပြီးအိုင်းနောက်ပိုင်းမှာနိုင်ကလေးတို့လင်မယားဟာညမဖြစ်သူကိုစေယုံမှာအလုတ်မလျှောက်ပေးခဲ့ဘူး။ ဒီလိုနဲ့ညီမဖြစ်သူလည်းဒေါသထွက်ပြီးသူမကုံထားတဲ့ပစံနေပြန်သွားတောင်းမဲဆိုပြီးအိမ်ကထွက်သွားခဲ့တယ်။နောက်ပြီးညီမဖြစ်သူပြောတာကတကယ်လို့သူပစံနေပြန်မရဘူးဆိုရင်အဲပစံနဲ့တန်းအောင်ဆဲပြင်းမဲ့ဆိုပြီးထွက်သွားခဲ့တယ်။အဲနေကစပြီးညီမဖြစ်သူအိမ်ပြန်မလာတော့ဘူး။နောက်ပြီးညီမဖြစ်သူအသက်15နှစ်အရွယ်လောက်တုန်းကလည်းနိုင်ကလေးဆိုသူနဲ့ချစ်ကြိုက်ခဲ့ပြီးအတူနေထိုင်ခဲ့တာကြောင့်နိုင်ကလေးဆိုသူဟာတန်းငယ်မတိမ်မှုနဲ့အမှုရင်ဆိုင်ခဲ့ရတယ်။အဲတုန်းကနိုင်ကလေးဘက်ကညီမဖြစ်သူကိုဘန်းငွေ6000ရောက်ကြီးပေးခဲ့ရတာကြောင့်သူမစိတ်ထင်တော့နိုင်ကလေးဟာအဲဒီ ိစ္စနဲ့ပတ်သက်ပြီးမကျေနပ်လို့သူ့ရဲ့မိမနဲ့ပေါင်ပြီးညီမဖြစ်သူကိုအခုလိုလှုပ်ခဲတာဖြစ်နိုင်တယ်လို့တေဆုံသွားခဲ့တဲ့နန်းဆောင်ဧည့်ရဲ့အမဖြစ်သူမှပြောပြပါဗျာ။ အိုင်နောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှပြစ်မှုကျူးလွန်ပြီးချင်းမိုက်မျိုးကိုထွက်ပြေးသွားခဲ့တယ်။နိုင်ကလေးနဲ့သူ့ရဲ့မိန်းမဖြစ်သူကိုခြေရခံလိုက်ပြီးချင်းမိုက်မျိုးမှရှိတဲ့ဟိုတယ်တစ်ခုမှသွားရောက်ဖမ်းဆီးခဲ့ပါတယ်။နောက်ပြီးသူတို့လစ်မယားကိုဟိုတယ်မှာသွားဖမ်းခဲ့တဲ့အချိန်မှာအခန်းတကားဖွင့်ပေးဖို့ပြောတာကိုတကားမဖွင့်ခဲ့တာကြောင့်ရဲတပ်ဖွဲ့မှဟိုတယ်တကားကိုဖျက်ပြီးဝင်သွားတဲ့အခါမှာတော့နိုင်ကလေးတို့လစ်မယားဟာလိန်ဆက်ဆက်နေခဲ့တာကြောင့်နှစ်ဦးစလုံးဟာကိုလုံးသည်ဖြစ်နေပြီးထွက်ပြေးမခင်တော့ပဲအဖမ်းခံခဲ့ရပါတယ်။ ိုင်းနောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှတရက်ခန့်လင်မယားကိုအမှုနယ်ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့နှစ်ဦးစလုံးဟာသူတို့ပြစ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။နောက်ပြီးနိုင်ကလေးရောသူ့ရဲ့မိန်မဖြစ်သူရောပြောတာကနန်ဆောင်ဧည့်ကိုသူမတို့လင်မယားတတ်ခဲ့တာဟာတလားပိုင်း၃ရက်နေကလေးကဖြစ်ပြီးအိုင်းနောက်ပိုင်းမှာအလောင်းဖြောက်ဖို့အတွက်ခန္ဓာကိုယ်အပေါ်ပိုင်းကိုမီးရှို့မြေမြုပ်ပြီးအောက်ပိုင်းကိုတော့ရေမြောင်းတစ်ခုထဲမှာတွားပစ်ခဲ့တာဖြစ်တယ်။ပြီးသွားတော့နန်ဆောင်ဧည့်ရဲ့ဖုန်းနဲ့ နန်ဆောင်ဧပုံစံဟန်ဆောင်ပြီးသူမိသားစုကိုဆက်တွေ့ကပဆန့်တောင်းခဲ့တာဖြစ်တယ်လို့တရခန်နဲ့သူ့ရဲ့မိမဖြစ်သူမှထိုင်းရဲတပ်ဖွဲ့ကိုပြောပါတယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့မှနိုင်ကလေးဆိုသူနဲ့သူ့ရဲ့မိမဖြစ်သူမျိုးဆိုသူကိုလူတန်းမှုအလောင်းဖြောင်းမှုတို့နဲ့ဖန်ဆီးသွားခဲ့ပြီးဖြစ်တယ်လို့ထိုင်းတဲ့တင်မှာပြောပါတယ်